။ဟောငါပြိတ္တတွေလည်းငါ့ကိုလွမ်းနေပြီ။ငါလည်းတချင်းစွာလာကဇပွဲကားဖို့တညတိန်ဟာအမှုပညာရှင်အလားပေးငါကိုလက်မခံပြီးပါလို့ဆိုရဆွမ်း။ပရိသတ်များရှင်ဆွမ်းဟာဇာတပင်လောကမှာအအောင်မြင်ဆုံးမင်းသားဖြစ်ရည်တည်နေခဲ့တာကြာပါပြီ။ဆွမ်းမဆိုရင်တော့ခေါင်ငါးချက်နဲ့ပွင့်ရှင်ရလည်းအရန်ကိုများတာပါ။တပွဲကပီဆိုတာနဲ့အနုပညာကြီးရလည်းအမြောက်အများကိုရတာဖြစ်ပါရင်ဆွမ်းရဲ့ဇာတပင်ဆိုတာတခေထားခဲ့တာဖြစ်တယ်လို့အခုနောက်ပိုင်းမှာဆိုရင်တော့ဆွမ်းက ဇက်သပင်ပွဲတွေလည်းပြန်ကနေပါတယ်။လက်ရှိမှာတော့စွမ်ကငွေပုံဘေးရာတောင်ဇက်မကမဲ့အကြောင်းကိုထုတ်ပြောလာခဲ့တာပါ။ဇက်ပွဲအတွက်တညာကဖို့3900အနုပညာရှင်ပေးမယ်ဆိုရင်တောင်စွမ်လက်မခံသေးပါဘူး။တညာကို3900ဆိုတာကမင်းသားတိုင်းမရနိုင်မဲ့အနုပညာရှင်ဖြစ်ပါတယ်။ဒီလိုနုပညာကြီးရရင်တောင်မှစွမ်းကဖို့အခြေအနေမရှိပါဘူး။တညောဒိန်း900ပေးရင်တောင်လုံးဝမကတော့ဘူးဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါ။ အကြောင်းရတော့စွမ်းအကျမကြီးမကောင်းသေးတာကြောင့်မှဒညာကိုတင်ငါရပေးလဲမကဘဲနဲ့ဟိုတကယ်ကိုပဲ ကနိုင်ဖို့အတွက်ကိုပဲစူးစမ်းပြင်ဆင်နေတရဖြစ်ပါတယ်။ဆိုရင်တနည်းလောက်အမှုပညာလုပ်တွေကိုနားထားတာပါ။တနည်းလောက်နားထားပြီးရနောက်ပိုင်းမှသာဇက်သမင်ဘယ်ရီကိုပြန်ကားတော့မယ်လို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မို့လဲဒီအချိန်မှာတညကို3900ပေးလဲဂယူးဆိုင်မှာမဟုတ်တလို့မကဘူးလို့ကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်။သူမကပေမဲ့လည်းသူ့အဖွဲ့ကိုတော့ဆက်ပြီးတော့ထားရှိထားမှာပါ။သူအနေနဲ့ပရိသတ်တီစီယာအမှုပညာကြီးကိုအလကားလိန်ပြီးတော့မယူချင်တာအကြောင်းပါ။ ကိုရိုင်းတကယ်မကပြနိုင်မဲဇပွဲတွေလက်ခံတာကပရိသတ်တွေကိုလင်ညာတာနဲ့တူတာကြောင့်မှအရှင်လိုတေချာပြန်ကပြနိုင်မှသာစွမ်းအားမင်းသားနေနဲ့ပွဲထွက်ချင်တာဖြစ်ပါရင်စွမ်းသူ့ချက်တဲ့ပရိသတ်တွေကိုစစ်မှန်တာတွေကိုသာပေးချင်တာဖြစ်ပါရင်စွမ်းကိုအမှုပညာအလုပ်တွေပြန်လုပ်စေချင်တဲ့အတွက်လက်တွဲခေါ်တဲ့သူတွေလည်းအများကြီးရှိပါရင်အားလုံးကစွမ်းကိုအမှုပညာအလုပ်တွေမနာစေချင်မှာ哦အရှင်အားလုံးဇသမင်လောကကိုစိုးမိုးတဲ့စွမ်းကိုပြောင်းမြင်ချင်တာပါ ဆွမ်းဇမကတော့ဆိုတာတသက်လုံးနာတာမျိုးမဟုတ်ပါဘူးတနေ့လောက်ပဲနားထားတာဖြစ်ပြီးတော့ခြေထောက်ပြန်ကောင်းတာနဲ့ချက်ချင်းပြန်ကောက်သွားမှဖြစ်ပါတယ်ဆွမ်းကခြေထောက်ကိုကုဘိုအတွက်အိန္ဒိယကိုသွားခဲ့တာဖြစ်ပါတယ်အိန္ဒိယမှာခြေထောက်ကိုဒိန်းတထောင်လောက်အကုန်ကျခံပြီးတော့ကုသခဲ့တာဖြစ်ပါတယ်အခုအချိန်မှာခြေထောက်ကတော်တော်လေးကိုကောင်းလာပြီဖြစ်ပြီးတော့အရင်လိုကောင်းကိုစူးစမ်းသွားတော့မှဖြစ်ပါတယ်စွမ်းကဇက်ပြက်မကပေမဲ့တချင်းနေဆိုပြီးတော့သူတက်နိုင်တဲ့လောက်ဖြော့ပြေးမှာပါသူမကပေမဲ့တခြားမင်းသားငယ်လေးတွေကိုကခိုင်းပြီးတော့သူကတော့ ော့ဈင်းဆိုသွားမှာဖြစ်ပါတယ်။ဇမင်းသားအငယ်လေးတွေကိုလည်းမြေတောင်မြောက်ပေးထားတာဖြစ်ပြီးတော့ဇက်အဖွဲကိုပြန်ပြီးတော့ပြိုးထောင်သွားမှာဖြစ်ပါတယ်။ဇွမ်းကိုဘားရီယာလည်းတခြင်းဆိုဖို့ခံလန်းနေကြပြီးတော့အကုံလုံးလက်ခံပြီးတော့ဖြောပြပေးသွားမှာလည်းဖြစ်ပါတယ်။ဇွမ်းကလက်ရှိမှာချက်တောင်းနဲ့ထောင်းနေလို့လမ်းမလျှောက်နိုင်သေးပေမဲ့တခြင်းတို့ဆိုနိုင်တာမို့ရအောင်ဆိုသွားမှာဖြစ်ပါတယ်။ဇွမ်းအလက်ရှိမှာဇွမ်းတော့အရင်သောက်တလို့ပုံစံမျိုးဖြစ်နေလို့တချို့ကလည်းဝေဖန်နေကြတာပါ။ဇွမ်းကိုအရင်ဖြတ်ပြီးတော့တကယ်လူကောင်းလို့နေစေချင်ကြပါတယ်။ အသေးရလည်းသိမကောင်းတာမို့ဆက်တော့နေမယ်ဆိုရင်တော့ရောဂါကြီးလာတော့မှာပါအနုပညာရှင်တွေကလည်းစွမ်းကိုလမ်းမှန်ရအောင်ဆွဲခေါ်ပေးကြပါတယ်စွမ်းဘက်ကသာဆက်မိုက်နေလို့အချိန်နေကြနေကြရတာပါစွမ်းတော့သူမတော့တော့လို့ပြောပေမဲ့ပရိသတ်တွေကတော့မယုံဖြစ်ပါတယ်စွမ်းကိုအားလုံးကအရင်လိုလူကောင်းဖြစ်တာစူးစမ်းမယ်ဆိုရင်တော့အစင်သစ်ကြိုးကြိုးကြမှာပါဇက်ပွဲကိုတနည်းလောက်နာထားပြင်ရဲ့စွမ်းအပေါ်မှာပရိသတ်တွေရဲ့အမြင်လေး comment လေးရဲ့မှာပြပြပေးပါဦးဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်